ပြန်ရည်ရတပ်ပစ်ခဲ့တဲ့ចောင်းဆရာပေါင်းမြောက်များစွာတဲကနေပြီးမှကျွန်တော်တို့ចောင်းဆရာနေရောက်အကြောင်းလေးကိုပြောချင်တာဖြစ်ပါတယ်။အဲတယောက်ကတော့ကျွန်တော်တို့ဟုံးလေးမြို့နယ်ရေပုံမီကြီးရွာမှာငါပညာရေးဝန်ထမ်းចောင်းဆရာလုပ်တဲ့ဆရာဦးတန်းရွှေပါ။ចောင်းဆရာတို့မြင်နေကျွန်တော်ခီးသွားပြီဆိုရင်တော့မှတ်တမ်းလေးတွေမှတ်ကြရပါတယ်။မှတ်တမ်းလေးဘီနီဘီရဲ့ကိုဘီရဲ့ဘီကိုရောက်တယ်ဘီနီဘီရောအဲ့ဒီကတော့ဆက်လီနဲ့ပဲသွားနေလာနေရတဲ့ခါကျတော့အဲ့ဒီမှတ်တမ်းလေးတွေ ဲ့ဒီမှာတန်းလေးကိုကင်ရတွေ့သွားတဲ့ခါကျတော့ထောင်လိုင်းရေးဆိုပြီးမှရေးရဆက်ဆက်တတ်ခဲ့တကယ်ကိုစိတ်မကောင်းစရာပါကျွန်တော်တို့ဒီဝါတင်ကြောနဲ့ခန္ဓာကိုယ်မွန်းနောက်ပြီးတော့စားရည်နဲ့တိတ်အဲ့လာပြီးတော့ဥလူရှောင်းပေတဲတောင်ပြင်းကြီးမှာငုတ်လင်းကိုရိတ်ရိုက်ပြီးမှဒါစီဟောလက်ကောမကျိုးတုတ်ထားပါလေဟုတ်တုံကိုရှိရှိတစ်ဖက်အဲပက်လက်လာမိမှဒါနေနေညံ့ညံ့ထားလိုက်တာအကြောင်းဆရာအကန့်ချရတော့ဒါဘေးရှင်တက်ထွက်သွားမှတော့ပြီးလိုက်ပေါ့ကဲရဲ့ ရဲရဲဆက်ဆက်တက်ခဲ့တဲ့အကြောင်းဆရာတူအကြောင်းလေးပါလားကျွန်တော်လူမျိုးပါဒါဟိုမင်းစာတိဖြစ်ပါတယ်အကြောင်းဆရာကတည်းကစနေလူပြီးပါနောက်တစ်ယောက်ကတော့ကျွန်တော်မကြသေးပါဘူးအဲ့ဒါတော့ဆက်ချက်တလ2019ခုနှစ်မှာအာကကရှင်ပြည်နယ်နေ့မှာဒါကျွန်တော်တို့အကြောင်းတွေမပိတ်ပါဘူးမပိတ်တဲ့အခါကျတော့စာမွေးလည်းနှီးပြီးနှီးတဲ့အခါကျတော့ကရှင်တိုင်းသားတွေလည်းကကြောင်းသားလေးတွေကြောင်းပြက်ကြတယ်ကြောင်းပြက်ကြတဲ့အခါကျကြောင်းဆရာကနေပြီးမှဒါခုနကတော့တော့နဲ့ရိုက်ပြီးဆုံးမလိုက်တာအဲဆုံးမလိုက်တာကို သူတို့တွေကဘာလုပ်လိုက်တယ်ဆိုတော့အဲကျောင်းဆရာမကြီးဆိုမှာပဲအဲကျောင်းဆရာလေးကိုခေါ်ပြီးမှကျောင်းဆရာအောင်စင်ထွန်းမှာကျွန်တော်ဟိုပင်ကပါအဲ့ဒါခေါ်ပြီးမှနတ်မဖြစ်ရွာထွက်မှာခေါင်းကိုတင်တာနဲ့တိပြီးပြစ်တတ်သွားတယ်။အကြောင်းမလဲဆိုတော့ဒါရီယာသူတို့အနေနဲ့လုံနေတယ်ဆိုတာပညာရေးကိုဖျက်ဆီးနေတာလားအခုသူတို့ရဲ့လက်လုံဆောင်ချက်အတိုင်းပဲကိုအညာဒေတာမှာကျောင်းဆရာလေးတတ်နေတယ်ဆိုတဲ့ကဏ္ဍလေးကျွန်တော်တွေ့တိုင်းတွေ့တိုင်းဟောဟိုတုန်းကကျွန်တော်တို့ရဲ့ရွာမှာလုပ်တဲ့ကျောင်းဆရာလေးအတခံရတဲ့ကေရီကဖမ်းတော့ရေးဆိုတော့ကျွန်တော်အသက်ပြန်မရတော့ဘူး ဲ့လိုတွေဖြစ်နေကြရတာအဲ့ဒါကိုပညာရေးကဏ္ဍအကြောင်းဆရာတို့တတ်တာဘာတိတ်ပဲလဲဘာများတိထီအောင်မရှိတယ်လဲဘောနော်အကြောင်းဆရာဆိုတာတည်တူတူကလေးသူငယ်တွေအားလုံးကိုပညာတောင်းအောင်ပြင်ပေးကြတာအနာဂတ်ရဲ့နိုင်ငံကောင်းဆောင်တွေကိုမွေးထုတ်ပေးတဲ့အကြောင်းဆရာတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့ဒီပညာရေးကဏ္ဍလေးကိုတတ်တဲ့ကိစ္စလေးတွေရတန်းကရစေချင်ပါတယ်ကျွန်တော်တို့ဒေတာမှာတော့ပြင်ရဲ့တတ်ဖြတ်မှုနဲ့အသက်ဒီရှိသွားကြလဲအကြောင်းဆရာကြီးလည်းမနေတော့ပါဘူးအဲ့ဒီနေရောက်အကြောင်းလေးပြောပြီးမှယနေ့အညာဒေတာမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်နေတဲ့ပြဿနာကြီးအလုံးလည်းပညာရေးဝန်သားတွေကို ရမစားပေးကြပါနဲ့လို့ကျွန်တော်အနေနဲ့ပြတ်တာရခိုင်နေတာပါကျေးဇူးတင်ပါ